သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့မေလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြဝတီမြို့နယ်စစ်ကောင်စီတပ်ရဲ့ဗလဲတိုကာကင်းစခန်းကို KNL မဟာမိတ်တပ်များကချေမှုန်းစစ်ကောင်စီကလေရင်နဲ့ဇက်တိုက်ဘုံကျဲနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်မြဝတီမြို့နယ်အကြံဖတ်စစ်ကောင်စီတပ်ရဲ့ဗလဲတိုကာကင်းစခန်းကို KNL မဟာမိတ်တပ်များကတိုက်ခိုက်ချေမှုန်းနိုင်ပြီဖြစ်ကြောင်း KNL သတင်းအရင်းမြစ်ကပြောဆိုပါတယ်။မေလ22ရက်နေ့မှာစတင်ပြီးထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်စခန်းများကို KNL မဟာမိတ်ပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့ကြောင်းယနေ့မွန်လွယ်ပိုင်းမှာ မြဝတီမြို့နယ်တောင်ဘက်ဘလဲတိုကာကင်းစခန်းကိုခြေမုံးနိုင်ပြီဖြစ်ကြောင်းတို့ရတွင်စစ်ကောင်စီကလေကြောင်းမှအဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ခြေမုံးရရှိထားတဲ့စခန်းကုန်းကိုရှင်းလင်းနိုင်ရေမလုံနိုင်သေးကြောင်းသိရှိရပါတယ်။ညကလေးကတညာလုံးတိုက်နေတာ drone ကတော့အဓိကပေါ့စတိုက်ကလေးက drone နဲ့ကျဲနေတာကိုဘက်သူ့ဘက်လေရင် drone လက်နက်ကြီးတွေအစုံပေါ့စခန်းကခံပစ်မဲ့သူမရှိတော့ဘူးအတန်တိတ်သွားပြီး လေရင်နဲ့ဘုံလာကျက်တာတုံးောက်ရှိပြီးနောက်ပြီးတိတ်ဘောဘူစကန်းကရောဝေါ်လီစကန်းကရောလက်နက်ကြီးတွေနဲ့ပြစ်ကူနေတော့စစ်စကန်းကုန်းကိုတက်ရှင်းဖို့ကြိုးစားနေတယ်လို့ KNL သတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။လက်ရှိမှာ KNL မဟာမိတ်ပူးပေါင်းတပ်ကခြေမုံနိုင်ခဲ့ပြီးဖြစ်တဲ့ဘလဲဒိုကာကင်စကန်းမှာ2022ခုနှစ်မတ်လ28ရက်နေ့ကတော်လန်ရစ်တပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့် ရင်းတိုက်ပွဲမှာအကြံဖတ်စစ်ကောင်စီတပ်သား60ခန့်သေဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်းစကန်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလမှာနှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်တလောမှာတေဘောဘူရွာမှာရှိတဲ့တေဘောဘူစစ်တပ်စခန်းကို KNL မဟာမိတ်တပ်များကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းထို့ပြင်ဝေါ်လီစစ်ပြူဟာကနေလီစစ်စခန်း ထိကပ်ပလဲစခန်းဥက္ကရဋ္ဌစခန်းတို့ကိုလည်း KNL မဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ထံကနေသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်တိတိမ်မြို့နယ်စီရင်ဒေသကိုစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်သိမ်းဆုံးမှုများပြားနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချင်းပြည်နယ်တီးတိမ်မြို့နယ်စီရင်ဒေတာမှာအကြံဖတ်စစ်ကောင်စီစစ်ကြောင်းနဲ့ဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်နေပြီးအကြံဖတ်စစ်ကောင်စီတပ်သားများထိခိုက်သိမ်းဆုံးမှုနဲ့ထွက်ပြေးမှုများရှိနေကြောင်း CDF CDM စီရင်ပြောရေးဆိုခွင့်ရှိသူကိုတီကီကပြောကြားပါတယ်။မေလ18ရက်နေ့မှာစတင်ပြီးကလေးမျိုးမတဆင့်စစ်ကောင်စီတပ်ကအင်အား900ကျော်အုံပြုပြီးချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့အတွက်ချင်းဒေါ်လန်ရေးတပ်ဖွဲ့များပူးပေါင်းပြီးတီးတိမ်မြို့နယ် စီရင်ဒေတာမှာခုခံတိုက်ခိုက်လျက်ရှိရမှာမေလ22ရက်နေ့နနက်8နာရီမှာစတင်ပြီးယနေ့မေလ23ရက်နေ့အထိတိုက်ပွဲပြင်းထန်နေကြောင်းရင်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများပြားနေပြီးစစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးသူများလည်းရှိနေကြောင်းသိရှိရပါတယ်တိုက်ပွဲကမေလ22ရက်နေ့မနက်8နာရီကနေဖြစ်နေတာအခုထိပါပဲ လေချောင်းတော့မတုံဘူးအင်အားက900ကျော်ရှိတယ်လို့သိရတယ်ထိခိုက်ဒေဆုံးမှုတွေလည်းရှိတယ်ထွက်ပြေးနေတဲ့သူတွေလည်းရှိတယ်လို့ CDF CDM စီရင်ပြောရေးဆိုခွင့်ရှိသူကိုတီကီကပြောကြပါတယ်အဆိုပါအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို CDF CDM စီရင် PDF ဇိုလန်းနဲ့ CDF KKG တို့ပူးပေါင်းကခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ် ရင်းအကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်တီတိမ်မြို့နယ်စီရင်ဒေသမှာရှိတဲ့ကျေးရွာများမှာပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရပြီးပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပေးကြပါရန် CDF CDM စီရင်ကမြစ်တာရက်ခံထားပါတယ်။တရားတော်စစ်အောင်ကိုအောင်ရမှာဖြစ်တယ်။တက်နိုင်တဲ့လောက်အကောင်းဆုံးစ조사ကာကွယ်ခုခံနေပါတယ်။မိဘပြည်သူတွေအနေနဲ့စုတောင်းကူပေးကြပါလို့ CDF CDM စီရင်ရဲ့ပြောရေးဆိုခွင့်ရှိသူကိုတီကီကပြောဆိုပါတယ်။ အလားတူတီတိမ်မြို့နယ်စီရင်ဒေသခိုင်ကန်းကြေးရွာနဲ့မွန်ပီးကြေးရွာကြားမှာရင်းအကြံဖတ်စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ရမှာ CDF CDM စီရင်ဘက်မှရဲဘော်တအုလူမျိုးနဲ့နိုင်ငံတော်အတွက်အသက်ပေးခဲ့ရကြောင်းထို့သောအသက်ပေးလူသွားတဲ့ CDM စီရင်မိသားစုများနဲ့တက်တူ Zone National Union Zone Army မှတက်တူဝန်ကြီးကိုရပါကြောင်းတရင်ထုတ်ပြန်ထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းလာဘကိုးယိုမအတွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများမူယူပြီးမုတ်ခါဆယ်ထဲမှာရေစင်းချိုးခြင်းမွေကိုက်ရေနစ်ပြီးနှစ်ကောင်လုံးမတာပေါဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းမင်းလာမြို့နယ်ဘကိုးယိုမအတွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများမူယူပြီးမုတ်ခါဆယ်ထဲမှာရေစင်းချိုးခြင်းမွေကိုက်ရေနစ်ပြီးနှစ်ကောင်တေဆုံသွားကြောင်းဒေတာရင်းသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ မေလ22ရက်နေ့နနက်အစောပိုင်းမှာစတင်ပြီးမင်းလာမြို့နယ်အပိုင်းဘကိုးရုံးမှာအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား100ခန့်ကစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။ယင်းနေ့မွန်လွယ်3နာရီခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကဘကိုးရုံးမှာအတွင်စိန်ကန့်လက်မြို့ချောင်းရုံးမှာဖျက်ကျော်လမ်းဘေးမှာရှိတဲ့ဗန်ပွေးကုန်းကြေးရွာအနီးကိုရောက်ရှိလာပြီးမုတ်ခါဆဲမှာမူယူတောက်စားပြီးရီစင်းချိုးခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထိုတို့ရေစင်းချိုးချိန်မှာစစ်ခွေးတကောင်ကမွေကြိုက်ခံရပြီးမတာပေါ်သွားကကြံတူးကလည်းရေနေပြီးတိတ်ဆုံးခဲ့ရကြောင်းတိတ်ဆုံးသွားတဲ့စစ်ခွေးတသားအလောင်းများကိုမင်းလာမြို့ပေါ်ကိုနာရီကနဲ့ပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဗန်ပွေးကုန်းရွာနဲ့မုတ်ခါဆဲကတမိုင်လောက်ပဲကွာပါတယ်။စစ်ခွေးစစ်ကြောင်းကမင်းလာမြို့နဲ့အပိုင်ပကိုးရုံးမတဲကိုမဏိကလေးကစစ်ကြောင်းထုတ်ဖို့ဝင်ရောက်လာတာအင်အားက၁၀၀လောက်ရှိတယ်။ ဗန်ပွေးကုန်းရွာကိုနနက်အစောပိုင်းကလေးကရောက်နေတာသူတို့ရောက်လာပြီးတော့မုတ်ခါဆဲမှာမူယူဆဲဆိုပြီးရေစင်းကိုတာတကောင်ကမွေကြိုက်လို့သိတယ်နောက်တကောင်ကရေနစ်သိတယ်အလောင်းတွေကိုနာရီကနဲ့ပြန်တယ်သွားပြီးအဲ့ဒီစစ်ခွေးစစ်ကြောင်းတကြောင်းလုံးကတောဆောင်နဲ့တွေမကြိုက်တာလို့လို့တကြောင်းလုံးပြုတ်မှာဆိုပြီးနက္ခတော်တွေကိုဝင်ပူးပြီးပြောတာတွေလည်းရှိတယ်လို့ဒေတာရင်းသတင်းအရှိမြစ်ကဆိုပါတယ် ထို့အပြင်အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေပြီးစစ်ခွေးဘက်မှထိခိုက်ဒေဆုံးမှုရှိနေပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းဒေတာရင်းတော်လန်ရေးတရင်အရှင်းမြင့်များကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ပခုတ်ကူမြို့မှာ KTV ကိုတောက်စားပျော်ပါရန်ဆိုင်ကယ်နဲ့ထွက်လာတဲ့ရဲခွေ၃កောင်ကိုအရှင်ဖမ်းမိပြီးလက်ပစ်ပုံနှလုံးသိမ်းဆဲရရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်မှာ KTV ကိုတောက်စားပျော်ပါရန်စိုက်ကဲနဲ့ထွက်လာတဲ့ရဲခွေ၃កောင်ကိုအရှင်ဖမ်းမိခဲ့ကြောင်း Southern YS ဆို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောဆိုပါတယ်။မေလ၁၈ရက်နေ့မွန်လွယ်၂နာရီခန့်မှာပခုတ်ကူမြို့နယ်ဘုံကံကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီဂိတ်မှရဲတူတက်ချက်တီးရအောင် ရဲတပ်သားလှဘုံနဲ့ရဲတပ်သားစီတူလွင်တို့ဟာပခုတ်ကူမြို့မှာရှိတဲ့ KTV ကိုတောက်စားပြောပရန်စိုက်ကဲနဲ့ထွက်လာစဉ်လမ်းမိုင်းတနေရာမှာပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘုံကံရွာနဲ့ပခုတ်ကူမြို့ဆိုတာတမိုင်လောက်ပဲရှိတာပြီးတော့ဘုံကံရွာကတရွာလုံးရှောင်နေကြတာပြည်သူတွေမရှိတော့ဘူး။ဒီကထွက်လာရင်ဒီစစ်ခွေးတွေပဲရှိတော့တာသူတို့ကခရိုင်ရဲတွေပါခရိုင်ကနေမြို့မှာစခန်းတွေတာဝန်ချ အဲ့ဒီကနေဂိတ်တွေမှာခွဲပြီးတာဝန်ချထားတာလက်ရှိသူတို့ကိုတုံ့ပန်းဥပဒေနဲ့အညီထိမ့်သိမ်းထားပါတယ်လို့ Southern YS PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားပါတယ်အဆိုပါဖမ်းဆီးမှုကို Southern YS PDF တောင်းညီနောင်ရီစကြို Revolution Group YRG ပြည်သူ့အာမန် PDF YSO King Cobra တောင်းစစ်တီအဖွဲ့များပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဖမ်းဆီးရရှိတဲ့ရဲတုံးဦးထံမှလက်ကင်ဖုံ၃လုံးငွေကျပ်3,900ကျပ်နဲ့လက်ပစ်ဘုံ၄လုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ် အဲ့ဒီနောက်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကပေးတဲ့ဒီမိုကရေစီအတွေးဆိုတဲ့စောင်းပါကိုတင်ဆက်ပေးပါမယ်။ကမ္ဘာပေါ်မှာဆန္ဒပြပွဲတွေဖြစ်ချိန်မှာအချို့ကဘာဆန္ဒပြပွဲဖြစ်ဖြစ်ဆန္ဒပြသူကအမှန်လို့ထင်ကြပါတယ်။ဒီအချိန်မှာကိုယ့်ရဲ့သဘောထားကဘာလဲဆိုတာကိုပြန်ဆန်းစစ်ဖို့လိုလာပါတယ်။အားလုံးသိကြတဲ့အတိုင်းအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရွေးကောက်ခံအစိုးရကိုចောင်းသားတွေကဆန္ဒပြကြပါတယ်။အဲ့ဒီအစိုးရကဒီမိုကရေစီနည်းအရ2024ရွေးကောက်ပွဲမှာတရားဝင်နိုင်ပြီးတက်လာတာပါ။ ဆန္ဒပြကြောင်းသားဆိုသူတွေအလုတမားအဖွဲ့ဆိုသူတွေကပိတ်ဆို့ဆန္ဒပြပြီးစစ်တပ်ကဓာတ်ရိုက်အာဏာသိမ်းတယ်လို့မလုပ်ပေမဲ့တွေဝိုက်ထောက်ခံတယ်လို့လုပ်ပြီးရွေးကောက်ခံအစိုးရကိုဖျောက်ချခဲ့ပါတယ်။ဒီနေရာမှာစာရေးသူတို့ဒီမိုတွေကလည်းပတ်ပတ်ဆက်ဆက်ဆန္ဒပြသူတွေကိုထောက်ခံသူများစွာရှိခဲ့ပါတယ်။စာရေးသူခံယူချက်ကပါပါလဲ။ ယခုလိုမျိုးရွေးကောက်ခံအစိုးရကိုအမေရိကန်နိုင်ငံနဲ့ဒီမိုကရေစီဖခင်ကြီးတွေဖြစ်တဲ့အင်္ဂလန်နိုင်ငံပြင်သစ်နိုင်ငံတွေမှာចောင်းသားတွေအလို့သမားတွေကဆန္ဒပြပြီးရွေးကောက်ခံအစိုးရကိုចောင်းသားတွေအလို့သမားခေါင်းဆောင်တွေလေသမားတွေကစစ်တပ်နဲ့ပေါင်းပြီးဖြုတ်ကြည့်တယ်လို့ဆိုကြပါစို့သူတို့ကအစိုးရစစ်တပ်ခေါင်းဆောင်တွေចောင်းသားခေါင်းဆောင်တွေအလို့သမားဆန္ဒပြခေါင်းဆောင်တွေကိုဒီအတိုင်းထိုင်ကြည့်နေမယ်လို့ထင်ပါသလားအမေရိကန်နိုင်ငံမှာဇန်နဝါရီ6ရက်ဆိုပြီးနာမည်ကြီးခဲ့တဲ့ ဒေါ်နယ်ထွန်းထောက်ခံသူတွေလွတ်တော်တဲ့ဝင်စည်းတာကိုနိုင်ငံတော်ပုံကံမှုဆိုပြီးအရေးယူခဲ့ပါတယ်။ဒါတောင်ထိုအချိန်ကဒေါ်နယ်ထွန်းကရွေးကောက်ပွဲရှုံးအစိုးရဖြစ်ပြီးရွေးကောက်ပွဲအနိုင်ရလာတဲ့အစိုးရဆိုသူကိုအာဏာလွှဲမလို့မလွှဲမလို့မတ်မဆောင်လုပ်နေခဲ့လို့ပါ။ထို့အတူပါပဲဒွန်နယ်ထွန်းတက်လာချိန်မှာအီလွန်မက်စ်ကိုမကြိုက်သူတွေကသူ့ရဲ့ Tesla ကားတွေကိုမဲမဲစရိုက်ဆန်ဆန်တိုက်ခိုက်ချိန်မှာထို့သူများကိုဒီမိုကရေစီအတွက်လှုပ်တယ်ဆိုပြီးလွှတ်မထားခဲ့ပါဘူးအားလုံးကိုဖမ်းပြီးပြည်တော်စုရာဇဝတ်မှုနဲ့ဆွဲချက်တွေတင်ပါတယ်ဒါကဒီမိုကရေစီရဲ့သဘောတရားတွေပါ ဒီနေရာမှာအစိုးရကဒီမိုကရေစီနည်းအရရွေးကောက်တင်မြှောက်ခံထားဖို့လိုပါတယ်။ငါတို့အနောက်ကမှဒီမိုကရေစီနည်းနဲ့ရွေးကောက်ထားတာအာရှကဆိုရင်မဟုတ်ဘူးဆိုလို့တော့မရပါဘူး။ဥပမာအိန္ဒိယဟာဒီမိုကရေစီနည်းကြကြရွေးကောက်တင်မြှောက်ခံထားတဲ့အစိုးရပါ။ဘင်္ဂလားဒေ့ရွေးကောက်ပွဲဟာလည်းထုံနီးတူဖြစ်ခဲ့ပါတယ်။တောင်ကိုရီးယားဖိလစ်ပိုင်မလေးရှားရွေးကောက်ပွဲတွေကလည်းထိုနီးတူပါပဲဒီနေရာမှာအီဂျစ်အစိုးရကဒီမိုကရေစီနည်းအရရွေးကောက်တင်မြှောက်ထားတယ်ဆိုရင်တော့ဆေးလုတ်တောက်ဖို့ပြောရမှာပါအီဂျစ်မှာဆန္ဒပြပြီးပြည်သူအစိုးရထွက်ခဲ့ပါတယ် ဒါပေမဲ့ထိုအစိုးရကိုစစ်တပ် ထောက်ခံသူတွေကဆန္ဒပြပြီးပြည်သူ့ဘက်ကယက်တည်တယ်ဆိုပြီးစစ်ထောက်လိုင်းရဲ့အကြီးအကဲကအာဏာသိမ်းခဲ့ပါတယ်။သူလုပ်တဲ့ရွေးကောက်ပွဲကအတုအယောင်ပါ။ဒါပေမဲ့ CC ကအာဏာမြင်းနေပြီးသူကအမေရိကန်ထောက်ခံလို့သတင်းတွေတဲ့တက်မလာခဲ့တာပါ။သူကလည်းစီးရီးယားကပြုတ်သွားတဲ့အာဆက်နဲ့အတူတူပါပဲ။ဒီနေရာမှာဘင်္ဂလားဒေ့ရှ်ကိုပြန်ဆက်ကြည့်အောင်။ဘင်္ဂလားဒေ့ရှ်မှာစစ်တပ်ဟာရခင်ရွေးကောက်ခံတမနာကိုတတ်ပြီး1985ကစလို့အကြိမ်ကြိမ်အာဏာသိမ်းခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကြကြအုပ်ချုပ်တာကစေစုနှစ်တစ်ခုလောက်သာကြာခဲ့ပါတယ်။တိုင်းပြည်တပြည်မှာအစိုးရကမူဝါဒတွေချမှတ်တဲ့အပေါ်မှာကြိုက်သူမကြိုက်သူရှိကြပါတယ်။ American အင်္ဂလိပ်နဲ့ပြင်သစ်ကိုလေ့လာကြည့်ပါ။အစိုးရကမူဝါဒချမှတ်တဲ့အချိန်မှာတိုက်ခိုက်သူတွေကလည်းဆန္ဒပြကြပါတယ်။အထူးသဖြင့်အလို့သမားတွေ၊ចောင်းသားတွေကသူတို့ကိုထိခိုက်ရင်ဆန္ဒပြကြပါတယ်။သူတို့ဆန္ဒပြတိုင်းအစိုးရကသူ့မူဝါဒကိုတရားရဂိုင်တော့ပြန်ပြင်လို့မရှိပါဘူး။သူတို့ဟာသူတို့ဗာမူဝါဒဆိုတာကိုရွေးကောက်ပွဲမဝင်ခင်ပြည်သူကိုတင်ပြပြီး ထိုအတိုင်းအကောင့်ထည့်ပေါ်ကြပါတယ်။ထင်ရှားတဲ့ဥပမာကဒေါ်နယ်ထွန်းရဲ့လက်ရှိမူဝါဒတွေပါ။ကြိုက်သူ52ရာခိုင်နှုန်းမကြိုက်သူ48ရာခိုင်နှုန်းရှိမှာပါ။ဒါပေမဲ့သူကဒီမူဝါဒကိုလုံမယ်လို့ကြွေးကြော်မဲဆွဲပြီးဒီမူဝါဒနဲ့မဲနိုင်ချိန်မှာမကြိုက်သူများစွာရှိပေမဲ့အစိုးရမူဝါဒအတိုင်းလုပ်ပြတာပါ။သူဟာသူ့စစ်ဦးစီးချုပ်ကိုလည်းဖြုတ်ခဲ့ပါတယ်။နောက်ရေတက်အရာရှိမိမကိုလည်းဖြုတ်ခဲ့ပါတယ်။ now greenland စစ်ဌာနချုပ်ကဒုတမရပြန်သွားချိန်မှာသူပြောတာတွေကငါတို့မူဝါဒနဲ့မကိုက်ညီပါဘူးဆိုပြီး ယေသူဌာနချုပ်မှုမိမကိုလည်းယာဒုကဖြုတ်ပစ်ခဲ့ပါတယ်။နောက်ဒွန်ရွယ်ထွန်းတပ်ပုံပြောင်းချိတ်မလို့ဆိုပြီးတော့စစ်အရာရှိကြီးကိုယာဒုကဖယ်ရှားခဲ့ပါတယ်။တပ်ပုံကိစ္စကစာယေသူတို့မအားလာတက်ကိုတရိယာသွားစီပါတယ်။ဒါရီကဘာရီပြသတယ်လဲဆိုတော့ဒီမိုကရေစီနိုင်ငံတွေမှာလက်နက်ကင်စစ်တပ်ဟာရွေးကောက်ခံအယက်သားအမိန်ပေးမှုကိုသာလုံးဝနာခံရတယ်ဆိုတဲ့စနစ်ကိုပြသတာပါ။တဘောမတူတာရှိရင်တရားရုံးသွားပြီးအချို့အမှုမှာတမရကနိုင်အချို့အမှုမှာတမရကရှုံးပြီးဒီမိုကရေစီနည်းအရဆက်သွားရပါတယ် ဒါဆိုရင်အယက်သားအစိုးရကမကောင်းရင်ရောဘာလုပ်မလဲဆိုတဲ့မေးခွန်းရှိပါတယ်။သူတို့ကိုလင်းနစ်တခါရွေးကောက်ပွဲလုပ်ပြီးမကြိုက်ရင်မဲပေးပြီးဖြုတ်ပလိုက်လို့ရပါတယ်။အချို့ပါလီမန်စနစ်အယတစ္ဆာဖောက်ထွက်အမတ်တွေလည်းရှိကြမှာပါ။ထိုသူများကလည်းပြည်သူကပြန်တန်ခတ်တာကိုပဲခံကြရတာပါပဲ။ဥပမာအနေနဲ့အင်္ဂလန်မှာခေါင်းဖြူနဲ့ဘောရစ်ဂျွန်ဆင်ကိုသူ့ပြည်သူတွေကမဲပေးရွေးချယ်ခဲ့ပေမဲ့သူ့ကြောင့်အမတ်ဖြစ်လာသူတွေကသူ့မူဝါဒကိုမကြိုက်လို့ဖြုတ်ချခဲ့ကြပါတယ်။ ဒါပေမဲ့နောက်ရွေးကောက်ပွဲမှာဂျွန်ဆင်မရှိတော့တဲ့သူ့ပါတီကခွက်ခွက်လန်အောင်ရှုံးခဲ့ပြီးသူ့ကိုဖြုတ်ချတဲ့အမတ်တွေလည်းအမတ်အဖြစ်ကနေပြုတ်သွားကြပါတယ်။ဒါကဒီမိုကရေစီရဲ့သဘောတရားတွေပါ။ပြင်သစ်မှာလည်းလက်ရှိသမ္မတမာကွန်တက်လာချိန်အငိမ့်စားယူခွင့်တက်တန်းတိုးတာအလို့သမားတွေရဲ့အခွင့်အရေးလျှော့တာတွေလှုပ်လို့ဆန္ဒပြကြတယ်လို့သူ့စစ်တပ်ကိုပြင်ဖို့လှုပ်ချိန်မှာသူ့စစ်ဦးစီးအရာရှိချုပ်ကကန့်ကွက်လို့သူ့ကိုယာတူးကနေထုတ်ခဲ့ပါတယ်။ ပြင်သစ်မျိုးကိုရပ်ပေါင်းများစွာပိတ်ဆို့ဆန္ဒပြပေမဲ့မာကွန်းကမလျှော့ပေးခဲ့တယ်လို့သူစစ်တပ်ကလည်းပြည်သူနဲ့ပေါင်းတယ်ဆိုပြီးရွေးကောက်ခံအစိုးရကိုမဖြုတ်ချခဲ့ပါဘူးဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြတာကိုစစ်တပ်ကထောက်ခံတယ်လို့လုပ်ပြီးအာနာသိန်းကလေးကစာရေးသူအနေနဲ့ကတော့ရွေးကောက်ခံအစိုးရကိုဖြုတ်ချခဲ့ရင်ဟာစီနာကိုချစ်ချစ်မချစ်ချစ်အစိုးရဖြုတ်ချသူကိုဒီမိုကရေစီစံနှုန်းအရမကြိုက်ပါဘူးအထူးသဖြင့်တမိုင်းမကောင်းခဲ့တဲ့စစ်တပ်ကိုမကြိုက်ပါဘူးစစ်တပ်ကအာဏာရှိတဲ့ဥဆောင်တဲ့ဘယ်တိုင်းပြည်ကများဖွံ့ဖြိုးတိုးတက်သွားတာတွေ့ဘူးပါသလဲ ထိုင်းမှာစစ်တပ်ကအာဏာအလွန်အကျွံရှိနေလို့တိုင်းပြည်ဟာတိုးတက်သင့်သလောက်မတိုးတက်တာအားလုံးသိမှာပါပါကစ္စတန်မှာဆိုရင်လည်းစစ်တပ်ကအယက်သားအစိုးရကိုဝင်ရှုပ်နေလို့ယခုအချိန်ထိတိုင်းပြည်ဟာမတိုးတက်နိုင်သေးပါဘူးဒါကြောင့်ပဲစစ်တပ်ဖြစ်ဖြစ်ရွေးကောက်ခံအစိုးရကိုဖြုတ်ချရင်ဘာမှအထင်ကြီးစရာမရှိပါဘူးရွေးကောက်ခံအစိုးရကိုဖြုတ်ချရင်ယူကရိန်းမှာဖြစ်ဖြစ်ဘယ်မှာဖြစ်ဖြစ်မထောက်ခံပါဒါကဒေါ်နယ်ထွန်းကတမနာမို့လို့ဒီအစိုးရကအမေရိကန်ထောက်ခံတဲ့အစိုးရမို့လို့ အနောက်အုပ်စုလိုလာတဲ့အစိုးရမို့လို့ဒါရီနဲ့မသက်ဆိုင်ပါဘူးအားလုံးသိကြတဲ့အတိုင်းတရုတ်ဆူဒန်မြောက်ကိုရီးယားလာအိုဗီယက်နမ်တို့ကတော့ဒီမိုကရေစီမရှိတာအားလုံးသိကြမှာပါဒါရီကိုဥပမာအနေနဲ့ထည့်မပြောပါဘူးယခုထင်ထားတဲ့အတိုင်းဘင်္ဂလားဒေ့ရှ်စစ်တပ်ကယာယီအစိုးရရခိုင်ပြည်အတွက်ပြင်ဆင်ထားတာကိုယာယီအစိုးရကရွေးကောက်ခံအစိုးရမဟုတ်လို့ဒါရီမလုပ်ပါနဲ့ဆိုပြီးကန့်ကွက်ဖို့ကြိုးစားနေတာအားလုံးတွေ့နေရပါပြီဘင်္ဂလားဒေ့ရှ်တမိုင်းကိုပြန်ကြည့်ရင် သူ့ကိုပါကစ္စတန်တပ်တွေကလွတ်လပ်ရေးမပေးခြင်းလို့တိုက်ခိုက်နေချိန်မှာအိန္ဒိယဝန်ကြီးချုပ်အင်ဒရာဂန်ဒီကအမေရိကန်သမ္မတနဲ့အတိုက်ခံလုပ်ပြီးအမေရိကန်စစ်တပ်ဝင်မလာခင်အိန္ဒိယတပ်က1981မှာဝင်ကူတိုက်ပေးပြီးအနိုင်ရလိုက်လို့ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရခဲ့တာပါအိန္ဒိယဝန်ကြီးချုပ်အင်ဒရာဂန်ဒီကထိုစဉ်ကပြင်သစ်နဲ့အနောက်နိုင်ငံတွေကိုသူ့ဘက်ကနေဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးအတွက်ကူညီဖို့တိုက်တွန်းခဲ့ပေမဲ့သူတို့ကယူကျင်အောင်စောင့်နေခဲ့ကြပါတယ်ပြောလိုတာက ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရတာဟာအိန္ဒိယကဝန်ကူခဲ့လို့ရတာပါအချင်းချုပ်ရရင်အားလုံးကပြည်သူရွေးကောက်ထားတဲ့ပြည်သူအစိုးရကသာအယက်သားဝန်ထမ်းတွေလက်နက်ကင်စစ်တပ်တွေကိုအမိန်ပေးညွှန်ကြားရပါမယ်ဘယ်အလို့သမားအဖွဲ့အစည်းကျောင်းသားအဖွဲ့အစည်းသတင်းစာသမားတွေ NGO တွေကြောင့်ရွေးကောက်ခံအစိုးရကိုစစ်တပ်ကဖျောက်ချပြီးအာဏာသိမ်းတဲ့အစဉ်အလာကိုဘာကြောင့်မှအားမပေးမိပါစေနဲ့ဒီအာဏာသိမ်းစနစ်ကိုအမေရိကန်အင်္ဂလန်အနောက်ဥရောပမှာလက်မခံတယ်လို့စာရေးသူလည်းလက်မခံပါဘူး စနစ်နှမျိုးစံနှမျိုးကျင့်သုံးလို့မရပါဘူးဒါပေမဲ့ဒါဟာအာနာသိမ့်တဲ့စစ်တပ်ကိုတော့စန့်ကျင်ရမှာမပါဝင်ပါဘူးဘဲအဖွဲ့အစည်းမစိုးပြည်သူရွေးကောက်ထားတဲ့အစိုးရထံကအာနာသိမ့်ရင်တပုံပါပဲ American Russia တရုတ်ဘယ်သူကထောက်ခံထောက်ခံပါလက်ဝဲရင်ရင်လက်ရရင်ရင်ပါ အာနာမသိမ့်တော့လဲအာနာသိမ့်ရင်အပေးအမြောက်လုတ်တဲ့လက်နက်ကင်အဖွဲ့အစည်းဟာလည်းတပုံပါပဲဒီလိုလူအုပ်နဲ့လက်နက်နဲ့အာဏာသိမ်းတာကိုအနောက်ဥရောပနဲ့အမေရိကမှာလက်မခံသလိုစာရေးသူတို့နိုင်ငံမှာလည်းလက်ခံမှာမဟုတ်ပါဘူး အားလုံးတည်တဲ့အတိမှတ်ထားရမှာကစစ်တပ်တွေအာဏာသိမ်းလို့ကောင်းစားသွားတဲ့တိုင်းပြည်ကဘာမှာမပေါ်သေးပါဘူးစစ်တပ်ကျေးဇူးမူးလို့တော့ရှူစရာမရှိပါဘူးဒါကြောင့်တော်လန်ရေးမှကလေးကဘယ်လက်နက်ကင်မစိုးရွေးကောက်ခံအယက်သားအစိုးရအမိန့်ကိုနာခံတက်အောင်သာမွေးမြူကြပါထောက်ပံ့ကြပါမိမိတို့ဘယ်လိုအစိုးရလိုချင်လဲဆိုတာထက်ဘယ်လိုအနာဂတ်တက်ကိုလိုချင်လဲဆိုတာကတော့ပြည်သူကသာဆုံးဖြတ်သွားရမှာပါပြည်သူသာအဓိကပါ